င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့ရက်ဆက်အကြမ်းကြုတ်ရာဇဝတ်မှုတွေကိုအာဆီယံကမျက်ကွယ်ပြုနေကြောင်း45 rights ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်အာနာဒိန်စစ်ကောင်စီရဲ့ရက်ဆက်အကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကိုအာဆီယံကမျက်ကွယ်ပြုနေကြောင်း45 right ဖွဲ့မှာမေလ14ရက်မှာထုတ်ပြန်ပါတယ်45 right အဖွဲ့မှာလူ့အခွင့်အရေးဆိုင်ရာစုံစမ်းစစ်ဆေးရေးတာဝန်ခံကိုဆိုင်အာဂါကအာဆီယံဟာမြန်မာနိုင်ငံရဲ့အခွင့်အရေးအတွက်အာဆီယံဦးဆောင်တဲ့ဖြည့်ရှင်ရေးနိလန်းကိုရှာဖွေဖို့စီ များထပ်တန်းနေပြီးမယ်လို့စစ်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကိုတော့အမြဲတစေမျက်ကွယ်ပြုထားခဲ့တယ်လို့ပြောပါရတယ်။ မြန်မာစစ်ကောင်စီကကိုပြည်သူတွေကိုကိုပြန်တက်နေချိန်မှာအာဆီယံမှအရင်းယူဖို့ပြက်ကွက်နေခြင်းကအာရှနိုင်ငံတွေရဲ့ထုံးစံဆိုတဲ့အကြောင်းအရာနဲ့တစုံတရာမသက်ဆိုင်ကြောင်းနဲ့ 45right ကဆိုပါရင်ပြင်းထန်တဲ့စာရေးသားမှတ်ချက်တွေပါတဲ့ထုတ်ပြန်ချက်တွေကလည်းစစ်ကောင်စီကိုဖယ်တော့မှရှက်တန့်စည်းနိုင်မှာမဟုတ်ပါဘူးအာဆီယံကအခုချက်ချင်းကိုအရင်းယူဆောင်ရွက်ရမှာဖြစ်တယ်လို့ကိုဆိုင်အာဂါကပြောပါရင်အခုလနောက်ပိုင်းမှာနှစ်ပတ်လည်ထိပ်သီးအစည်းအဝေးကျင်းပဖို့အာဆီယံကောင်ဆောင်များပြင်ဆင်နေချိန်မှာဒေသရင်းအဖွဲ့ရဲ့အလှည့်ကြဥက္ကဋ္ဌဖြင့်တာဝန်ယူထားတဲ့မလေးရှားနိုင်ငံ င်ကမြန်မာနိုင်ငံရှိအရက်သားပြည်သူများကိုကာကွယ်ဖို့အရေးပေါ်အစီအမံများအစိုးပြုတင်ကြောင်းဆိုပါတယ်။အဲ့ဒီအရေးပေါ်အစီအမံတွေမှာမြန်မာစစ်ကောင်စီကိုလင်းရင်စည်းလက်နက်များနဲ့နိုင်ငံရေးဆိုင်ရာအထောက်ပံ့အသိမှတ်ပြုမှုတို့ရရှိခြင်းမှာတားဆီးဖို့ဒေသရင်ပူးပေါင်းဆောင်ရွက်မှုတွေပါဝင်တင်ကြောင်း 40V Right ကပြောပါတယ်။ မေလ12ရက်နေ့မှ15ရက်နေ့တွင်စကိုင်းတိုင်းနှင့်ရခိုင်မှာစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ရက်သားပြည်သူ43ထပ်မင်းတေဆုံးခဲ့ပြီးလူ130ကျော်ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။အာနာသိန်း၄နှစ်တာကာလတွင်အစုလိုက်ပြုံလိုက်တေဆုံးခဲ့ရတဲ့ဖြစ်စဉ်ပေါင်း80ထပ်မင်းမှာအရက်သား1599တေဆုံးခဲ့ရလို့ ISP မြန်မာကမေလ12ရက်ထုတ်စီရင်ခန်းစာမှာဖော်ပြပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့တပင်းရင်းစာတင်ကြောင်းလေကြောင်းတိုက်ခိုက်မှုနဲ့ဆင်ရဆွေးမှုများအတွက်မင်းအောင်လိုင်းပါဝင်စစ်ကောင်ဆောင်များဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမိန်ပေးသူလက်တွေ့လှောက်ဆောင်သူနဲ့တဲ့ င်းမှန်ဖုံးကွယ်တဲ့စစ်လော်ဘီတွေကိုအရေးယူမယ်လို့ NUG ကြေညာပါတယ်။စကိုင်းတိုင်းတပရင်းစာတင်ကြောင်းလေးကြောင်းတိုက်ခိုက်မှုနဲ့ဆင်ရဆွေးမှုများအတွက်စစ်ကောင်ဆောင်များအမိန်ပေးသူလက်တွေ့လှုပ်ဆောင်သူနဲ့သတင်းမှန်ဖုံးကွယ်တဲ့လော်ဘီတွေကိုအရေးယူမှာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG ကကြေညာပါတယ်။အကြံဖက်စင်အုပ်စုကျူးလွန်ခဲ့ကျူးလွန်လျက်ရှိတဲ့ဆင်ရဆွေးမှုတွေမှာအဓိကတာဝန်ရှိသူစစ်ကောင်ဆောင်များအမိန်ပေးစေခိုင်းသူအရာရှိများလက်တွေ့လောက်ကင်ဆောင်ရွက်သူလင်ရင်မှုများအကြံဖက် တပ်ဖွဲ့ဝင်များပံပိုးကူညီသူအားပေးအားမြှောက်ပြုသူများနဲ့သတင်းမှန်ကိုဖုံးကွယ်လျင်ညာနေကြတဲ့ င်စစ်တပ်လော်ဘီများအားလုံးကိုဥပဒေနဲ့ညီအဖြစ်ပေးအရေးယူနိုင်ဖို့အတွက်နိုင်ငံတကာတရားရုံးများနိုင်ငံလိုက်တရားရုံးများတာမကပြည်တွင်တရားဥပဒေနဲ့ပါတရားမျှတမှုဖော်ဆောင်နိုင်ဖို့အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း NUG ကကြေညာပါတယ်။ ကုလသမဂ္ဂအပအဝင်နိုင်ငံတကာအတိုင်းဝန်းနေနဲ့လည်းအကြံဖတ်စစ်တပ်ရဲ့အခုလိုဆင်ရဆွေးမှုတွေကျူးလွန်နေပြီးလိင်ညာဝါဒဖြန့်နေမှုတွေကိုအမှန်တိုင်းသိမြင်ကြပြီးအဆိုပါကျူးလွန်နေမှုတွေရပ်တန့်စေဖို့လက်တွေ့ကြတဲ့အရေးယူဖိအားပေးဆောင်ရွက်မှုတွေကိုပြုလုပ်ဖို့ NUG ကတိုက်တွန်းပါတယ်။မင်းရောက်လိုင်းဦးဆောင်နေအကြံဖတ်ဆင်အုပ်စုရဲ့အမိန့်ပေးညွှန်ကြားချက်နဲ့အကြံဖတ်လီဒါကမေလ12ရက်နေ့မနက်ပိုင်းစကိုင်းတိုင်းတပည့်ရင်းမျိုးနဲ့အိုးဒိန်တွင်ကြီးရွာရှိစတင်ကြောင်းကိုပုံကျဲတိုက်ခိုက်ခင်ရောင်းကျောင်းသူကျောင်းသား22ဦးနဲ့ဆရာမ2ဦးတို့နေရာမှာပဲတည်ဆောင်ခဲ့ရပြီးဆက် 100ဦးကျော်ကလည်းပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ကြောင်းအိုးဒိန်တွင်ချင်းရွာစတင်ကြောင်းကအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနမြို့နယ်ပညာရေးဘုတ်ဖွဲ့ရဲ့စီမံကိုယ်ကဲမှုအောက်မှာဖွင့်ထားတဲ့အထက်တန်းကြောင်းတစ်ကြောင်းဖြစ်ကြောင်းသိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကဖွင့်လှစ်ထားတဲ့စတင်ကြောင်းတွေကစစ်ကောင်စီတပ်တွေရဲ့တိုက်ခိုက်မှုကြောင်းပုံမှန်ကြောင်းဖွင့်ခြင်းကြောင်းတက်ခြင်းအချိန်စရာတိုင်းတင်ကြားရခြင်းမျိုးမဟုတ်ပင်အခြေအနေပေါ်မူတည်ပြီးဖွင့်လှစ်တင်ကြားပြရခြင်းဖြစ်ပြီးအခုလေကြောင်းတိုက်ခိုက်ခံရခြင်းကလည်းစစ်ဆောင်ရင်အတန်းနောက်ကျနေရင်ကျောင်းသူကျောင်းသားများအတွက်ဖြည့်ဆွတ်အတန်းများဖွင့်လှစ်ပ ပြီးစတင်ကြားနေခြင်းဖြစ်ကြောင်း NUG ကထုတ်ပြန်ပါတယ်။ အလားတူမေလ17ရက်နေ့မှာအကြံဖက်စစ်တပ်ကရခိုင်ပြည်နယ်ရသီနာမြို့နယ်ထွန်းရဝင်းချင်းရွာဟောင်းကိုလေကြောင်းမှပုံကျဲချခဲ့ရာကလင်းငင်များမိခင်များအပါဝင်ပြည်သူစနေဦးတည်ဆောင်ပြီး23ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့အတူမေလ12ရက်နေ့နဲ့မေလ17ရက်နေ့မှာသကိုင်းတိုင်းမြင်းမှုမြို့ရှမ်းပြည်နယ်မန်တုံမြို့မိုင်းငေါမြို့နယ်နောင်ချိုမြို့မန္တလေးတိုင်းမိုးကုံမြို့သကိုင်းတိုင်းဝက်လက်မြို့နယ်ရွှေဘုံမြို့မှာကြေးရွာနှင်ရွာဘကိုတိုင်းရွှေချင်းမြို့တို့မှာလည်းလေကြောင်းမှပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ပြီးအရသာပြည်သူများတည်ဆောင်ခဲ့ရကြောင်းသိရပါပါ2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့ မှာ2025ခုနှစ်မေလ12ရက်နေ့ထိအကြံဖက်စစ်အုပ်စုကရန်ကုန်နဲ့အနီးပြည်တော်ကလွဲပြီးကြံတိုင်းနယ်ပြည်နယ်73ခုမှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း2689ခုပြုလုပ်ခဲ့ပြီးအဆိုပါဖြစ်စဉ်များအတွင်းပြည်သူ3043ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုတွေကြောင်းစတင်ကြောင်း240စီးရုံစီးကံ66ခုနဲ့ပါတာရေးအဆောင်435ခုပျက်စီးဆုံးရှုံးခဲ့ကြောင်းအကြံဖက်စစ်တပ်ကအဖြစ်ခတ်ရစိုင်းညင်ညာချက်တွေကိုဟန်ပြထုတ်ပြန်ထားတော်လဲ။လက်တွေ့မှာတော့လေကြောင်းတိုက်ခိုက်မှုတွေ တွေလက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုတွေလူအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေကိုနေ့စဉ်ရက်ဆက်ဆိုသလိုကျူးလွန်နေရရှိကြောင်းသိရပါဗျ။ဒါပေမဲ့စစ်ကောင်စီကဒီလိုဆင်ရဆွေးမှုတွေကိုမကျူးလွန်ရကြောင်းအကြမ်းဖက်စစ်တပ်ချုပ်ကန်ထားတဲ့နိုင်ငံပိုင်မီဒီယာတွေဖြစ်တဲ့ MRTB, NWD တို့မှတက်စင်ပြောင်းကြကြငင်းဆက်နဲ့သတင်းမှားတွေထုတ်လင်းစီလို့ဖြစ်စေစစ်တပ်လော်ဘီများစွာကိုငွေပေးအသုံးပြုပြီးသတင်းတူများပုံဖြတ်ထားတဲ့အချက်အလက်များဖြန့်ချိချင်းဖြင့်ဖြစ်စေဖုံးကွယ်ရန်စူးစမ်းလျက်ရှိကြောင်းသိရပါဗျာ။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အကြံဖက်စတဲ့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်ဖို့နဲ့အဆိုပါတိုက်ခိုက်မှုတွေအတွင်ပြည်သူလူထုရဲ့အသက်ဝိုင်းစီစဉ်ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှနည်းဖို့အတွက်နီလန်ပေါင်းဆောင်အသုံးပြုပြီးအစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်ကြောင်း NUG ကကြေညာပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ဒေါအောင်ဆန်းစုကြည်နှစ်80ပြည့်မွေးနေ့အစီအစဉ်မှာရလာတဲ့အလှူငွေများကိုပြန်လူမယ်ဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဒေါအောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ဆုတောင်းစီစဉ်မှာရရှိတဲ့အလှူငွေများကိုမြေပြင်ရှိအကူအညီလိုအပ်တဲ့နေရာတွေကိုပြန်လည်လှူဒါန်းသွားမှာဖြစ်ကြောင်းစု8 LED ဘက်တီကမ်ပိန်းကသတင်းထုတ်ပြန်ပါတယ်။မွေးနေ့ဆူတောင်း electronic ဘက်တီခက်တွေကိုမေလ၁ရက်၁၉ရက်နေ့မှဇွန်လ၁၉ရက်ထိရောင်းချသွားမှာဖြစ်ပြီးအဲ့ဒီကတ်တွေကို နိုင်ငံတကာမှာ SU80 campaign official ဖန်ရစ်တာရီထံမှတရားဝင်မှာယူနိုင်မှာဖြစ်ပြီးဘက်တီကတ်ပေါ်မှာတဝါဆန်းစုကြည်အတွက်မွေးနေ့ဆူတောင်းများရှိပြီးနိုင်မှာဖြစ်ကြောင်းသိရပါတယ်။ပြီးတော့မွေးနေ့ကတ်တွေကို ကမ်ဒေါန်ဆန်းစုကြည်ရဲ့သားမတင်ထားပြီးအမေစုနဲ့တွေ့ခွင့်ရတဲ့အခါအမေစီကိုသူကိုယ်တိုင်ပေးအပ်မှာဖြစ်တယ်လို့စု80ဘတ်ဒီကမ်ပိန်းကထုတ်ပြန်ပါတယ်။မွေးနေ့ကမ်မရရှိရဲ့အလူငွေတွေကိုဒေါန်ဆန်းစုကြည်မွေးနေ့အမှတ်တရအနေနဲ့လူရန်သွားမှာဖြစ်ပါတယ်။ဒါအပြင်ဇွန်6ရက်မှ16ရက်ထိ10ရက်တာအတွင်းမွေးနေ့စုတောင်း short video message 7000စုဆောင်းကကမ္ဘာစံချိန်တင်မဲ့အစီအစဉ်လဲလှုပ်ဆောင်သွားမှာဖြစ်ကြောင်းစု80ဘတ်ဒီကမ်ပိန်းကထုတ်ပြန်ပါတယ်။ အမတန်လေးစားဝမ်းမြဖွယ်ကောင်းတဲ့အစီအစဉ်မှာပြည်သူရင်းရဲ့ရှင်ထဲမှာတောင်အောင်ဆန်းစုကြည်ရှိနေကြောင်းကဘာတီအောင်ဖော်ပြနိုင်သလိုရလာတဲ့အလူငွေတွေကိုမြေပြင်ကပြည်သူတွေကိုပြည်သူချင်းချင်းပြန်လူတဲ့သဘောမျိုးအမေစုကလည်းကြည်နက်မှာပါလို့မဲဆောက်ချေဆိုင်နိုင်ငံရေးတက်ကြွလှူရှားသူတအုပ်ကပြောပါတယ်။မွေးနေ့စုတောင်း short video message ပေးဖို့ရန်ကုန်နံပါတ်ကို Sue 80 Camping Official ဖန်ရစ်စတာများထံမှတောင်းယူရမှာဖြစ်ပြီးအဲ့ဒီအတွက်ငွေကြေးတစုံတရာထည့်ဝင်ရမလို့ပဲဒေါအောင်ဆန်းစုကြည်ကိုချစ်ခင်သူတိုင်းပါဝင်နိုင်ကြောင်းသိရပါတယ်။2025ခုနှစ်အစွန်လ19ရက်နေ့ကလူမှုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်ရှိအကြမ်းဖက်စစ်ကောင်စီရဲ့မင်းလာစစ်ကန်ကိုတရက်ကျော်ကြာတိုက်ခိုက်ပြီးတဲ့နောက် KNU သိမ်းပိုင်ရရှိနေကြောင်းတင်ဆက်ပေးပါမယ်။ KNU ပြည်နယ်ထိုင်းမြန်မာနယ်စပ် KNU တပ်မခွနှစ်နေမြေတွင်းရှိစစ်ကောင်စီရဲ့မင်းလာစစ်ကန်ကိုတရက်ကျော်ကြာတိုက်ခိုက်ပြီးတဲ့နောက် KNU သိမ့်ပန့်ရရှိသွားပြီဖြစ်ကြောင်း KNU သတင်းရင်းမြစ်တွေကပြောပါရတယ်။ မေလ14ရက်မနက်6:00ကြော်ချိန်ကစတင်ပြီးမေလစစ်ကောင်စီတပ်စခန်းကို KNL ဖူးပေါင်းတပ်တွေကဒရုန်းတွေနဲ့စတင်ပုံကျတိုက်ခိုက်ခဲ့ပြီးမြေပြင်မှာလည်းပိတ်ဆို့ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းမေလ15ရက်နေ့ညပိုင်းမှာအဆိုပါစခန်းကိုအပီးသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်းမေလ16ရက်နေ့မှာမေလစစ်စခန်းမှာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ရဲ့အရာရှိနဲ့စစ်သားများကိုလိုက်လံရှင်းလင်းလျက်ရှိကြောင်းသိရပါတယ်တနည်းနဲ့တညာတိုက်တာမှာစခန်းရပါပြီးမေလစခန်းကိုပိတ်ဆို့ထားတာကတော့နှစ်လလောက်ရှိပြီးထွက်ပြေးတဲ့စကားစာတွေကိုလိုက်ရှင်းနေတဲ့အသေးစိတ်ကိုသက်ဆိုင်ရာကထုတ်ပြန်ပါလိမ့်မယ်လို့ ို့ KNU စီရင်သတင်းရင်းမြစ်ကအတည်ပြုပြောဆိုပါရယ် KNU တပ်မခုနှစ်နှစ်မြေတွေ့ရှိဖန်အခိုင်လိုင်းပွဲခိုင်ပိုင်ကျုံမြို့မြရီမြို့နဲ့နဘူးမြို့နဲ့ရှမ်းရွာတဲ့နေမြင့်များမှာစစ်ကောင်စီတပ်စခန်းပေါင်း20ခန်းနဲ့အခြေချစစ်ဗျူဟာစခန်း၅ခုခန့်ကျန်ရှိနေတည်ကြောင်းသိရပါရယ်အခုထိုင်းမြန်မာနယ်စပ်မြရီခိုင်နယ်မှာနော်တရာစခန်းမော်ဖိုးခေစခန်း ဝမ်ခါတစ်စစ်တပ်စခန်းတွေကြံနေသေးတယ်။အောက်ဘက်မှာဆိုရင်လှိုင်းပွဲရှမ်းရွာတင်မှာလည်းဖြူဟာကုန်းခန့်စစ်ကုန်းတွေကြံနေသေးတယ်။ပိုင်ကြုံမှာလည်းအခြေချစခန်းတွေကော်ဂရိတ်နဘူးမှာလည်းခမရ940ကုန်းခမရ948ခမရ949တပ်ရင်းတွေလမ်းကင်းစခန်းတွေဆက်ရှင်းဖို့ရှိသေးတယ်လို့ KNU သတင်းရင်းမြစ်တွေကရှင်းပြပါရတယ်။ ထိုင်းမြန်မာနယ်စပ်ရှိစစ်တပ်ရဲ့စခန်းများကို KNL လေးမဟာမိတ်ဘူအောင်တပ်တွေကဆက်လက်တိုက်ခိုက်သိမ်းပိုင်နေတဲ့အတွက်မေလကျင်းရွာမြန်မာဘက်ခြမ်းမှာပြည်သူ900ဝန်းကျင်ကထိုင်းနိုင်ငံကိုတင်းရှောင်သွားကြောင်းသိရပါတယ်။မေလ13ရက်နေ့ညနေပိုင်း KNU နဲ့ PDF ရဲ့ဘူအောင်တပ်တွေကစစ်ကောင်စီခမာယာ24တပ်ရင်တားလင်းဗျူဟာစစ်စခန်းကိုတင်ပန့်ခဲ့ပြီးရင်နောက်မေလ15ရက်နေ့ညနေပိုင်းမေလစစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်တင်ပန့်ခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။